မိုးယူစုပူတဖြစ်ထိုင်းနိုင်ငံသားတဦးကတနက်နဲ့ပြစ်ခတ်လို့မြန်မာအလို့သမားတဦးသေဆုံးထိုင်းနိုင်ငံစပုတ်ပရာကန်ခရိုင်ဖရပတင်မြို့နယ်မှာဝိုင်းဖွဲ့အရက်တပ်ပြီးပတ်ဝန်းကျင်နားမခတ်နိုင်အောင်ဆူညံနေတဲ့မြန်မာအလို့သမားတွေကိုအသက်52နှစ်အရွယ်ထိုင်းနိုင်ငံသားတဦးကတနက်နဲ့ပြစ်ခတ်ခဲ့လို့မြန်မာအလို့သမားအမျိုးသမီးတဦးသေဆုံးပြီးအမျိုးသားတဦးဒဏ်ရာရရှိခဲ့ပါတယ်ဖြစ်စဉ်မှာမြန်မာရွှေပြောင်းအလို့သမားတွေက အရက်တော့ပြီးပဝန်ချင်းကမခံမရနိုင်အောင်ဆုံညာနေရကြောင်းအနေနားမှာနေထိုင်သူထိုင်းနိုင်ငံသားတွေကတနက်နဲ့ပြစ်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ပြစ်ခတ်မှုအတွင်းမြန်မာအလို့သမားအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်တန်ရာရရှိခဲ့ပြီးဒေတာရင်းလူမှုကွန်ရက်အသင်းတစ်ခုကဆေးရုံကိုပို့ဆောင်ပေးခဲ့ပါတယ်ဒါပေမဲ့အသက်30ရွယ်မြန်မာအလို့သမားအမျိုးသမီးတအုပ်ဟာဆေးရုံမှာဆေးကုသမှုခံယူနေခြင်း သွေးထွက်လွန်ပြီးသေဆုံးသွားခဲ့ပါတယ်။ထိုင်းရဲတပ်ဖွဲ့ကပြင်းမှုကျူးလွန်ရမှာအသုံးပြုခဲ့တဲ့တပ်သေးကံတနတ်နဲ့အတူထိုင်းမျိုးသားတရခံကိုအခင်းဖြစ်ပွားပြီးနိုင်ပိုင်းကြမှာဖမ်းဆီးရမိခဲ့ပြီးထိုင်းဥရေရအေးအေးယူဆောင်ရွက်သွားမယ်လို့သိရပါတယ်။အခုဖြစ်စဉ်နဲ့ပတ်သက်လို့ထိုင်းရောက်မြန်မာတို့ကအခုလိုမျိုးပဲပြောပါတယ်။ကျေးဇူးပြု၍အမှုမှန်လေးလေ့လာကြပါလား။ဘာမှမသိပဲငါတို့မြန်မာလို့ပြောမယ်။ အခုဖြစ်စဉ်ကဒီလိုအစားမမြမားတွေနေကြတာများတယ်အဲ့ဒီအစားမရှိနေတဲ့လင်မယားအတွေ့စကားများတယ်အခုဖြစ်သွားတဲ့အထက်ကမိမသားတွေကညီအမလေးယောက်မောင်တယောက်ကျန်တာကသူတို့ယောက်ျားတွေပါသူတို့လင်တော်မောင်ညီအမတွေကအေးအေးဆေးဆေးနေတဲ့သူတွေပါလူနေမှုအစဉ်တန်းတကယ်ရှိသူတွေပါဗျာထိုင်းကတနက်နက်ပြစ်လို့တည်သွားတာကအမအကြီးဆုံးမှာ မောင်ငယ်ဆုံးလေးရတော့ဆေးရုံမှာရောက်နေပါလေ။တေဆုံးသူအမကြီးနာမည်ကမတ်ဝေတဲ့။တကယ်စိတ်မကောင်းဖြစ်မိပါလေ။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမြမပြည်သူတွေကြားမှာလဲဝေဖန်သုံးသပ်မှုတွေနဲ့စင်ကြင်ရန်အချက်တွေထွက်ပေါ်နေပါလေ။တိတ်ဆိတ်ခြင်းကို လိုလားမှုအခြားတန်းပြည်အတော်များများကတိတ်ဆိတ်မှုကိုလိုလားကြပါလေ။နှစ်သက်ကြပါလေ။မြမလူနေမှုကလည်းတိတ်ဆိတ်မှုကိုကြိုက်ပါလေ။အထူးသဖြင့် မအေးချမ်းဘူးလို့ယူဆချိန်မှာစင်ကျင်ရမှာပါစီကံလိုက်နိုင်ရန်အခြားတန်းပြည်များရဲ့စီကံချက်တွေကိုလက်ခံနိုင်မှသွားတတ်မှာလေကိုတန်းပြည်ရလူတွေတောင်းစူညံမှုကိုသီးခံနေကြရတာပါသီးခံနေလို့ပိုစီကံပြက်လာကြတာထင်ပါတယ်ဧည့်သည်စိတ်သက်ဧည့်သည်ကဧည့်သည်လိုမနေတဲ့ဘဲအရှင်ဖြစ်နေခြင်းရင်တော့လမ်းဆုံးကဒါပါပဲသူများနိုင်ငံသူများလူမျိုးကို အပြစ်မြင်စရာမရှိသလိုအခုဖြစ်တဲ့ကိစ္စမှာ ထိုင်းလူမျိုးအနေနဲ့အမှားမရှိဘူးကိုချင်းမစာပြောတာမဟုတ်ပါဘူးသူတို့နိုင်ငံရဲ့ဥပဒေသူတို့လူမျိုးရဲ့နေထိုင်မှုပုံစံတွေကိုလေ့လာတဲ့နေဒီဖြစ်စဉ်ဟာနိုင်ငံသားရောက်မြန်မာလူသားတွေအတွက်သင်ခန်းစာယူစရာဖြစ်ပါတယ်ကိုရောက်ရှိနေတဲ့နိုင်ငံရဲ့ဒလေထုံးနှံစီကံဥပဒေတွေကိုလေ့စားလိုက်နာပြီးအများနဲ့သဟဇာတာဖြစ်အောင် နေထိုင်မှုအထူးအရေးကြီးပါတယ် ဆူညံစွာနေထိုင်ခြင်းတောက်စားမှုရပြီးပြဿနာရှာခြင်းတို့ဟာမိမိတို့ရဲ့လုံခြုံရေးကိုပါထိခိုက်စေနိုင်တယ်ဆိုတာကိုသတိပြုသင့်ပါတယ်